ဦးရီဒူဖိုဒီဘက်ကိုမိတ်ဆက်လိုက်ပါအားလုံးတက်တာရဲ့မြင်းလုံးနေနဲ့စိတ်ဆက်နိုင်စွမ်းနေရပိုင်ဆိုင်ကြီးတွေကဒေါင်းလုဒ်အပ်လုဒ်ပြုလုပ်စီနေပါဝါဦးရီဒူဖိုဒီဘက်ဖိုဒီနဲ့အချာရင်ခုန်စိတ်လုံရှားစရာပေါင်းများစွာမြန်မာမျိုးသမီးတွေကို အလှပဆိုင်ရာနဲ့ကျန်းမာရေးဆိုင်ရာထိမ့်သိမ့်စီခြင်းနဲ့ရည်ရွယ်ချက်နဲ့ဖွင့်လှစ်လိုက်တဲ့ Britain and Style International Academy ဆိုတဲ့တင်နန်းကိုတော့ Bollywood သရုပ်ဆောင်လိုင်လာခန်းကဥဆောင်ဖွင့်လှစ်တာပဲဖြစ်ပါတယ်။ဒီတင်နန်းမှာတော့လိုင်လာခန်းအပါအဝင် Bollywood ရုပ်ရှင်အတိုင်းဝိုင်းကဆီယာမာတွေကိုတိုင်တင် जा ပေးကြမှာပဲဖြစ်ပါတယ်။ဒီတင်နန်းနဲ့ပတ်သက်တာတွေကိုလိုင်လာခန်းကရှင်းပြခဲ့ပြီးမြန်မာနိုင်ငံကလူငယ်တွေကို Bollywood လမ်းပွင့်သွားဖို့ကိုလည်းရည်ရွယ်နေကြောင်းပြောဆိုခဲ့ပါတယ်။ ဒီကားကြီးနှကောင်းမှာအာတိုက်ဆိုင်မှုရှင်နေရတာကိုယ့်ရဲ့ရင်နှလုံးသားနဲ့အနီးဆုံးကားလေးပေါ့နော်။ဘာလို့လဲဆိုတော့ဒီမှာပြည်ယာပြည်သက်တွေနဲ့ပထမဆုံးရင်းနှီးမှုရခဲ့တဲ့ကားလေးပြီးတော့အဲ့ဒီရုပ်ရှင်နဲ့ပတ်သက်ပြီးမှချစ်ခင်ကျင်နာမြစ်တာတွေအရန်ကိုမိုးရွာလို့ရွာပေးခဲ့တယ်ပြည်သက်တွေကလေ။ဆိုတော့အဲ့ကားလေးကတော့ကျွန်မအတွက် ကတော့အဓိကပါပေါ့နော်။ဟုတ်ကဲ့ပါကျွန်မစီးပွားရေးလုံးဝမပါဘူးလို့ပြောရင်တော့လည်းမကောင်းဘူးပေါ့နော်စီးပွားရေးကဒါပဲအရာမဟုတ်လို့ဆိုပါပါတယ်စီးပွားရေးက 10% solution 90%အစေတနာတတ်တာပါဘာဖြစ်လို့လဲဆိုရင်နင်တော့အခုကျမ charge လုပ်ထားတဲ့ rhythm and style မှာ charge လုပ်ထားတဲ့ငွေဆိုတာ တခြား normal local မှာဖွင့်ထားတဲ့အကြောင်းအရာတွေထက်ကိုနည်းပါတယ်အဲပတ်စံအဓိကမဟုတ်ပဲနဲ့စေတနာပေါ့နော်ကိုယ်နိုင်ငံမှာရှိတဲ့လူငယ်တွေကိုဟိုဘက်နိုင်ငံကအဲဟိုဘက်နိုင်ငံနဲ့လမ်းပွင့်သွားအောင်လုပ်ပေးခြင်းနဲ့စေတနာပေါ့ကိုယ်ရောကကိုယ်အယံဒုက္ခခံခဲ့ရတယ်ကိုယ်ရောကဘာဆက်တမမရှိခဲ့ဘူးအစိမ့်သက်ကြီးသွားပြီးတော့ရုန်းကန်ခဲ့ရတယ်ဆိုတော့အခုခေတ်ကလူငယ်တွေကိတဲလန့်ရှိလို့ရှိရင်ရုန်းမကန်ကိုယ်လိုရုန်းမကန်ကပဲနဲ့ဒုက္ခမရောက်ပဲနဲ့လွယ်လွယ်ကူကူနဲ့တစ်ခုခုဖြစ်လာနိုင်အောင်ရည်ရွယ်ပြီးလုပ်ခဲ့တာပါဟုတ်ကဲ့ပါဟုတ်ဟုတ် တိုက်ဆိုင်မှုရှိရင်ဆိုတဲ့ဇက်ကနဲ့မြန်မာပြည်သက်တွေရင်းနှီးခဲ့တဲ့လိုင်လာခန်းကတော့ဒီသင်တန်းမှာဘောလီဝုဒ်အကောက်ကိုတင် जा ပေးသွားမှာဖြစ်ပါတယ်။ဒီသင်တန်းမှာဘောလီဝုဒ်အကောက်တင်တဲ့အပြင် အစီကျကာဒီယိုဒန်းသင်တန်းတရုတ်ဆောင်မိတ်ကပ်စတိုင်မန်နေဂျမန့်စတဲ့သင်တန်းတွေကိုလည်းတင် जा ပေးသွားမှာဖြစ်ပါတယ်။